နိုင်ငံရေးပြူဟာနဲ့အသိပညာကိမ်းမတ်မှုလက်နက်အားကိုးတဲ့စိတ်နဲ့အာဏာမဲ့မောမှုမျိုးဆက်ဟောင်းနဲ့မျိုးဆက်အသိတွေကြောင့်အဟံတားဖြစ်နေတဲ့နေရာမဖက်ပေးလိုမှုကျွန်တော်မြန်မာမှာအဆင်လာရှိပြီးသားလူကြီးတွေကငါတို့ဘက်ပြည်တယ်ငါတို့ဘက်တက်တယ်ငါတို့ဘက်လောက်တာမှန်တယ်လူငယ်တွေတွဲဆိုပြီးပါးစပ်တာပြောတာတကယ်မပေးပါဘူးအဲ့ဒီဟာတွေအားလုံးကရေထဲမှာမြုပ်လာတဲ့အခြေကိုက်မိုင်းလိုမျိုးပဲအတိုင်းပုံးလိုမျိုးပဲအခြေမျိုးဆိုပေါက်ကွဲပြီး အားလုံးပြည့်စည်စေနိုင်တယ်။အဲ့တုတ်ချက်ကပြဿနာကြီးပဲ။နိုင်ငံရေးပြုခတော်လိုင်းရေးပဲစစ်တိုက်စစ်တိုက်အားလုံးပြောနေကြတာနိုင်ငံရေးပြုခမရှိဘူး။ပြီးတော့လည်းအခြေခံပြည်သူတွေဒါတော်တော်များများပေါ့ဗျာ။နိုင်ငံရေးအသည့်ပညာနည်းနည်းလေးနိုင်တယ်။ကဲမဲ့တယ်ပေါ့ဗျာ။နောက်ဒုတိယချက်ကလက်နဲ့အားကိုးတာဒါတော့အသိပိသားအာနာမဲ့မောတာ။နောက်ချက်ကမျိုးစစ်ဟာနဲ့မျိုးစစ်တက်လူငယ်လူငယ်ဆိုပြီးတော့ပဇာရတာပြောနေတာမပေးဘူး။နေရာမဖယ်ပေးဘူး။ဒီတော့ပြောချင်တာကပရမအချက်အဲ့ဒီနိုင်ငံရေးပြုခမခိုင်ပဲ ပြည်သူအခြေခံနိုင်ငံအသည့်မရှိတဲ့အခြေအနေမှာတော်လိုက်ရပါဖြစ်တယ်ဆိုရင်လက်နက်နဲ့စစ်နဲ့အတန်တရာထဲမှာပဲလဲပြီးတော့စစ်ပွဲကြီးပဲတာရှည်သွားလိမ့်မယ်အခုတော်လိုက်မှာနိုင်ငံကြီးကတအားပြတ်ကြံခဲ့ပြီလက်နက်ကတိုက်ပွဲတွေဟိုးအရှိရောက်သွားပြီအဲ့လိုမျိုးလက်နက်ကတိုက်ပွဲတွေအရှိရောက်ပြီးတော့နော်နိုင်ငံကြီးနောက်ချက်ခဲ့တယ်ပြည်သူနိုင်ငံကြီးအသည့်ပိတ်ဆို့ထားတဲ့အခြေအနေမှာအောင်မြင်တဲ့တော်လိုက်ကြီးမဖြစ်လာနိုင်ဘူးလက်နက်ဆိုတာ လိုအပ်ရင်အရေးပေါ်တောက်ရမဲ့ကိရိယာတစ်ခုလောက်ပဲသဘောထားပြီးတော့ပြည်သူရဲ့အသိပညာကိုတော်လှန်ရေးရဲ့အဓိကစွမ်းအင်အရင်းမြစ်ဖြစ်ပေါက်ချတာဗျလက်နဲ့တစ်ခုတည်းအားကိုးလာတဲ့အခါစစ်ကိုမလိုလားရင်တောင်ပါပဲမလိုလားတဲ့ပြည်သူတွေတောင်မှလက်နဲ့ကိုင်လမ်းစဉ်စီအော်တိုရောက်သွားတယ်မကင်ချင်းပေမဲ့ကင်ရတော့မဲ့အခြေအနေဖြစ်ကုန်တယ်တောပူခံရတယ်တော့ကျွန်တော်တို့တိုက်ပွဲဝင်မဲ့တိုက်ပွဲတစ်စီးကဘယ်ကူသွားမဲ့ဆိုတော့ဥတီချက်မြေပုံဆိုတဲ့နိုင်ငံပြုခွာလို့တယ်မရှိရင် ်အင်ဂျင်ရဲ့အရှိတ်အဟုတ်ပြတဲ့လက်နက်တစ်ခုတည်းနဲ့ပင်လယ်ထဲကိုထွက်သွားပြီးတော့ရတယ်သွားချင်နေရသွားဆိုပြီးတော့မောင်းသွားတဲ့ပုံစံမျိုးပဲဘယ်စိတ်ကန်းကုန်မှရောက်မှာမဟုတ်ဘူးတစ်ချိန်မို့တစ်ချိန်မို့ရမ်းမိပြီးတော့နင်းမြုံမှာပဲဒုတိယကဥဆောက်သူအချို့ကငါသာလျင်ဆိုတဲ့အတ္တနဲ့နေရမပေးချင်တဲ့စိတ်တွေရှိတယ်အနာကိုပိုင်ဆိုင်ချင်တဲ့စိတ်တွေရှိတယ် NLD UNG တွေမှာပုံများတာဒီတစ်ခါ NLD ကရုပ်ပြဆင်းပြေကိုအဲ့လိုမျိုးထွက်လာတာဗျ ဒီ API NLD UG အလုံးဟာအာနာကိုဘယ်လောက်ထိပိုင်ဆိုင်လူစိတ်ပြင်းထန်လဲဆိုတော့မစော့လော့ရဲပါဘူးအဲ့တော့ဖြစ်တယ်ဒေါ်လာရဲ့စုစည်းညီညွတ်မှုအစိတ်တောက်အကြီးဖြစ်စေတယ်ခင်ဗျားတို့တာဝန်ယူတာဝန်ခံမဖြစ်နိုင်ဘူးဆိုရင်ခင်ဗျားတို့မသိစရာအကြောင်းမရှိပါဘူးထွက်သွားလို့ရတာပဲမထွက်ပါဘူးခင်ဗျားတို့တွေပြီးတော့ချင်းချင်းလေးပဲပိုင်ဆိုင်လူတဲ့စိတ်ကအာနာမမော်ဒယ်စိတ်ကခင်ဗျားတို့မှအမြင့်တွယ်နေတယ်အဲ့ဒါဟာဒေါ်လာရဲ့စုစည်းညီညွတ်မှုရဲ့အဓိကအစိတ်တောက် အဓိကပြဿနာပဲတော်လိုင်းရေးဟာငါတို့ကလုပ်တဲ့တော်လိုင်းရေးလို့ဖြစ်သွားတယ်အခုလုပ်နေတာသူတို့ရဲ့တော်လိုင်းရေးတွေတခြားလူလုပ်ရင်တရားမဝင်ဘူးအကြမ်းဖက်ဖြစ်မဲ့လက်နက်မရောင်းပေးနဲ့ဆိုတာဟာလေဒီပြောခဲ့တာပဲပြောတော့လည်းတန်ခါလို့ပြည်သူအားလုံးရဲ့ပါတဲ့ထုံးစစ်ပြီးတော့လည်းသူတို့ပဲလုပ်တဲ့တော်လိုင်းရေးဟုတ်လား ပြီးတော့ဒီလိုမျိုးကိုတော်လိုင်းတူရပိုင်ဆိုင်တို့ပိုင်ဆိုင်မှုပုံစံမျိုးငါဟာဆိုပြီးတော့လှုပ်ထားတဲ့ဟာကကြီးမားတဲ့အရင်ခန့်အမောပဲသမိုင်းကိုပြန်ကြည့်တူတစ်ဖွဲတစုနဲ့အောင်မြင်တဲ့တော်လိုင်းရေးလည်းမရှိဘူးတော်လိုင်းဆိုတော့တူတယောက်တော့ဥစားတော့မဟုတ်ဘူးဘုံကတာအာဖရိကမှာ ANC ဆိုတာ collective leader ရှင်းနေသွားတော့နော်အများနဲ့ပူပေါင်းစုပေါင်းပြီးဥဆောင်ခဲ့ရတာတော်လိုင်းဆိုတော့နိုင်ငံနဲ့လူမျိုးရဲ့ဘုံပန်းတိုင်းတစ်ခုကိုအတူတူဖန်တီးကြတာဆိုတဲ့အခြေခံလေးတော့သိဖို့လိုတယ် အခုလိုမျိုးအဖွဲ့စည်းအားတည်ဆောက်ရမယ့်အေယာမနော်အကြီးတစ်ခုကိုလက်လူရှုပြီးတော့ဥပမာပေါ့အေယာမចောင်းဆောင်တစ်ခုကိုလက်လူရှုပြီးကိုနေရကိုပိုင်ចောင်းဆောင်လေးတွေတည်ဆောက်ပြီးအခန်းတနာလုံနေကြတဲ့အခြေအနေကအထက်လည်းမရှိအောက်လည်းမရှိဗျာမတော်ကိုဖြစ်တာပဲအဓိကခိုင်မာတဲ့အဆောက်အုံကြီးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအချက်ကမြန်မာနိုင်ငံနာတာရှိယောဂလူငယ်ပြည့်လူကြီးဖြစ်တဲ့အသက်ကြီးလာတဲ့ပြီးရင်တိမ်မပဲအဲ့ဒီနေရာကြီးပြောက်သွားတယ်မတိမ်မချင်းရတော့ တော့ငါတို့ကနောက်ထပ်နှစ်တရာလောက်နေရအောင်မယ်ဆိုတော့အတွေးနဲ့ music အသစ်တွေကိုမင်းတို့ဘာမှမသိပါဘူးကွာဆိုတော့အမြင်နဲ့ဘာမှမပေးတာပြောလိုက်ရင်တော့လူငယ်တွေကတော့ဥဆောင်နဲ့တော်လိုက်ရေးလူငယ်တွေကအလုပ်ရမဲ့တော်လိုက်ရေးဟုတ်ပါတယ်အရှိဆုံးကအသက်ပေးတဲ့နေရာမှာလောက်တာခင်ဗျားတို့လူငယ်တွေလက်ထောက်ရေးရတိတိမထက်ပေးရဘူးအဲ့ဒါကတမိုင်းအစ်စိလာမဟုတ်ဘူးကျွန်တော်တို့ရဲ့တည်လူဖြစ်နေတယ်နော်အဲ့ဒါကဘယ်လိုဖြစ်လဲဆိုရင်လူငယ်တွေကအမြင်ပြန်မှတိုက်နေတယ်တော်လိုက်ရဲ့အကြီးမားဆုံး အကွဲမှုကြီးอ่ะအဲ့ဒါဖြစ်တာပဲမျိုးစစ်အတင်နဲ့မျိုးစစ်ဟောင်းကြမှာ68ရာနေအခုဒီဒေါ်လာရေးမှာခေါင်းဆောင်နေတာတွေအများကြီးရှိတယ်။ဓာတ်ရိုက်မဟုတ်ရင်တော့တွေ့ပါပြီဆရာဆရာကြီးလုံးနေအများကြီးရှိတယ်။အဲ့ဒါပါဖြစ်တယ်နိုင်ငံအုံမြင့်မခိုင်တာဥဆောင်သူတွေရဲ့ပိုင်ဆိုင်မှုစိတ်ဓာတ်နဲ့လူငယ်တွေရဲ့တက်ကြွတဲ့စိတ်ကိုအောင်းငံ့မှုတွေဖြစ်လာအောင်ရိုက်ချိုးပစ်လိုက်တဲ့အန်ဒီရဲ့အကြီးကြီးကိုပေးတာမဟုတ်လားပြီးတော့ကျွန်တော်တို့ရဲ့တော်လာရေးဟာ အလွန်အရေးကြီးတဲ့အလဲပြောင်းရောက်နေပြီ။နော်အခုပြောတဲ့အချက်၃ချက်ပြဿနာကိုအင်္ဂါတို့မဖြစ်ရှင်းဘူးအနည်းဆုံးတော့ဒီနေရမားနေတဲ့ခေါင်းဆောင်မှုငါကိုပိုင်တော်လိုင်းရေးဆိုတဲ့ယူထားတဲ့အာဏာအုပ်စိုးမှုနဲ့နော်နိုင်ငံရေးဒီဟာဆိုတဲ့အခြေခံအဓိကအချက်၃ချက်ကိုမဖြစ်ရှင်းရင်တော်လိုင်းလမ်းကြောင်းပြောင်းပြီ။နေဦးတော်လိုင်းရဲ့အနာဂတ်ဟာအဲ့ဒီ OG အုံမားတွေပေါ်မှာမတည်ဘူး။မျိုးဆက်တဲ့ဥဆောင်မှုပေါ်မှာရေရေဝုံဝုံပေါ်မှာတည်တယ် ာဝန်ယူတာဝန်ခံရရခင်ဗျားတို့ထက်အများကြီးထိရောက်တဲ့လုံဆောင်မှုကိုပေးတယ်ပြီးတော့ပြောချင်တာကသူတို့အတွက်လမ်းမဖွင့်ပေးရင်လမ်းခွဲတွေပေါ်လာမှာပဲအဲ့ခါကျမှဘာဖြစ်လဲညာဖြစ်လဲဆိုပြောနေလို့မရဘူးလက်ရှိအခင်းကျက်ကမျိုးစစ်တိတ်တွေအတွက်လမ်းစားဖွင့်ထားတာမရှိဘူးတကယ်ကအခုချိန်မဖွင့်လို့မဖြစ်တော့တဲ့အခြေအနေကိုရောက်နေပြီမဟုတ်လား yes or no ကျွန်တော်မေးတယ်မဖွင့်လို့မဖြစ်ဘူး ဘာလို့ဆိုရင်အထက်နဲ့မြေပြင်နဲ့ UG ကဝန်ကြီးတွေနဲ့ချိတ်ဆက်မှုမရှိဘူးလူငယ်တွေရတိုက်ခိုက်မှုအားနဲ့တိုက်လို့စိတ်တကယ်တကယ်ဖြစ်တင်းပေးနိုင်တဲ့အခြေအနေမရှိဘူး။ကျွန်တော်တို့အားလုံးချုပ်ကြိုင်တော့တင်ဂျန်ပုံငွေတွေရဘတ်ဂျက်တွေရစီစဉ်မှုအားလုံးပြီးတော့ဒီအချိန်မှာမှမျိုးစစ်တက်တွေကိုလုံခွင့်မပေးဘူး။နော်လုံပိုက်ခွင့်မပေးသေးဘူး။လမ်းကြောင်းမဖွင့်သေးဘူးဆိုရင်ဒါကျွန်တော်တို့လမ်းကြောင်းအသိရှာတဲ့အဥ္စာကိုကြုံရလိမ့်မယ်။ အဲ့တော့ဘာလို့ဖြစ်လာမလဲဘလို့ခြေနေတွေကျောက်လာမလဲတခါလဲပြတ်ပြတ်ပေးမယ်သုံးခုရှိတယ်အချက်ခင်းနာခြေပုတ်ချက်နံပါတ်1မျိုးဆက်တဲ့တွေဥဆောင်မှုပို့ပြီးခိုင်မှာအားကောင်းလာလိမ့်မယ်လူငယ်တွေဥဆောင်ပြီးအင်အားစုတွေပို့ပြီးနေရာယူလာလိမ့်မယ်အဲ့ခါကျမှနောက်ကနေ Facebook ပေါ်ကနေ found like to နေလို့မရတော့ဘူးမျိုးဆက်ဟောင်းတွေကနားလက်မဲ့ဆိုရင်လူငယ်တွေနဲ့ပူပေါင်းပြီးຫນွေဥအစ်စ်တစ်ခုကိုအတူတူတိဆောက်သွားလို့ရတယ်နံပါတ်2 မျိုးဆက်ဟောင်းရဲ့လက်နက်အာကူမှုနဲ့အာဏာဆုပ်ကိုင်မှုပို့ပြီးဆိုးလာမယ်လူငယ်တွေပြောချင်တာအခုကမျိုးဆက်တဲ့ဥစားမှုကိုပုံမှုပိတ်ဆို့မှာပဲဒါဆောက်ကျင်းရအမြင့်တွဲနေပြီဒီတော့မျိုးဆက်တဲ့တွေကဘာဖြစ်လဲဆိုရင်လက်ရှိအကင်းကြီးကနေလောကထွက်ခွာပြီးကိုလမ်းကြောင်းကိုဖော်နိုင်တာတွေမဟုတ်စိတ်ကုတ်ပြီးတွားလိုက်တာတွေရှိတယ်နံပါတ်3အစိုးဆုံးကအဲ့ဒီလိုအခြေအနေကညှို့မှုဆိုတာခင်ဗျားတို့စုပေါင်းညှို့မှုတပ်ပေါင်းစု တော့ပူပေါင်းပြီးလောက်ရမယ်ဆိုတဲ့ဟာတွေအားလုံးပြည့်စည်ပြီးပြိုကွဲမှုတွေဖြစ်လာမှာပဲအဲ့လိုမျိုးဆက်သွားမအောင်ဘူးအဲ့လူကြီးတွေနော်မီဒီယာတွေအိုးဇုတ်ပြီးတော့လုံနေကိုယ့်နိုင်ငံကြီးကတအားပြတ်ကျန်ခဲ့ပြီလက်နက်ကတော်လာရေးနဲ့အားလုံး SSRDDR ဘယ်လိုပြန်လုံပါလဲရှိဘူးနောက်ထပ်ဆယ်နှစ်လောက်ထိလက်နက်ကင်ပြီးတော့ဒီတန်တရားတွေမှလဲနေမှာပဲ